မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဂီတစာစုမောင်ကျေးမုံရေးသားသောသူ့အကူကောလိပ်ဂျင်နေဝင်းဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင် ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူဒ္ဒရပွဲအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်အကိုကျွန်တော်စာကိုဖတ်ပြီးရင်အကိုဗီဇာတိုင်းတဟဟအကိုရင်မောနေပေးလိမ့်မယ်ပြီးတော့ကျွန်တော်တင်မကိုအခုလက်ဝါးကြီးတွေနဲ့ဖြန်းကနေမြေအောင်ရိုက်လိုက်မယ်ပြီးမှနှာခေါင်းကိုဆွဲလိုက်ရင်မောင်ကြီးရဲ့မင်းစာကိုဖတ်ပြီးမင်းကိုတနာတာနဲ့မင်းတို့စီငါကတစ်ခေါက်ပြန်ပြီး ်အလဲလာရအောင်မလို့ဖြစ်နေပါလားဟကောင်ရလို့ဆွဲမတ်စရာယောက်ျားပြီးသားတဲ့အတန်ကြီးနဲ့အော်ကြီးဟစ်ကျဲပြောမှာအမှန်ပါပဲအကိုအပြင်ဘက်မှာရောလုပ်ငန်းကိုနေတဲ့မှာပါပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အခုပင်ဟိုဗီဇကိုတည်နေတဲ့ကျွန်တော်အမှုပညာသမားပြီးပြီးတမလွန်ကဘာကိုလှမ်းမြင်ကြည့်နေမိတဲ့အကို အခုအရင်တမလွန်ကဘာကိုတိုက်တိုက်ဝုံဝုံရောက်နေကြတဲ့အမှုပညာရှင်တွေကအခုကိုတန်ဟန်တော်ငေးကြည့်ပြီးကြိုးစို့ဖို့မိနေကြတဲ့အချိန်မှာအခုကပခုံးကိုရန်ခြေလန်းကြဲကြီးတွေလန်းဥကောင်းကိုဆွေဆောင်းဆောင်းငဲ့ပြီးမျက်ခုံးနှစ်ဖက်ကိုပင့်ချင်ရင်ညာဘက်လက်ညှိုးကိုအားရပါးရထောင်းတဲ့ပြီးဟဲ့လူတွေဘာငဲကြည့်နေကြတာတော့ကြောက်ပါဗျ ဟာဟာဟာနေဝင်းမှာအိုင်မန်ကောလိပ်ကျင်းနေဝင်ဟဲဟဲကြောက်ရွံ့လာလို့အံ့ဩနေကြပြီထင်နေဟုတ်တယ်နော်ဟဲဟဲဒုမန်ရှင်ဒုမန်ရှင်လို့ဟန်ပါပါအော်ပြောရင်စကားလက်စုံများကြနေမလားကျွန်တော်ပြေးကြည့်ချင်းမိတယ်အကိုပထမချိန်အကိုစေးုံတက်တုန်းကကျွန်တော်စေးုံမောင်ကိုအမောတော်ကိုပြေးတက်လာခဲ့တယ်လीကျွန်တော်လက်ထဲကအကိုစားဖို့ဝယ်ထားတဲ့ပစ္စည်းတွေက တုံနေတဲ့ကျွန်တော်လက်ထဲမှာသူတို့ပါတုံလုံးနေကြတယ်။တီးသံခန်းထဲကဖြူခွေးနေတဲ့ဂရင်ပေါ်မှာကျွန်တော်ကိုပြုံပြုံကြီးလှမ်းကြည့်နေတဲ့အကူမျက်နာကိုမြင်လိုက်ရမှကျွန်တော်အသက်ရှူနိုင်ခဲ့တယ်ကိုကျွန်တော်လက်ချောင်းတွေလက်မောင်းတွေကိုတန်တန်မာမာကြီးအကိုဖြစ်ညစ်ပြီးပြုံးပြတယ်။ငါဘာမှမဖြစ်ပါဘူးမောင်ကြီးရလို့ပြောနေတဲ့အပြုံးတွေပေါ့။ရုတ်တရက်အကိုမျက်မှောင်ကုတ်ပြီးတီတီကြီးပြောလိုက်တဲ့စကားကိုကျွန်တော်အခုထိကြားနေသေးပါကို။မောင်ကြီးမင်းအခုပြန်အားယူတော့မင်းမှတွေးလို့ရှိတယ်။ငါမင်းမျက်နာကိုမြင်ကလေးကသိတယ်။ တွားတွားမင်းသေးလို့မဖြစ်သေးဘူးမင်းနောက်မှာမင်းကိုမှုခိုနေကြတဲ့အမှုပညာသမားတွေကနဲတာမဟုတ်ဘူးမင်းတခုခုဖြစ်သွားရင်အလုံးဒုက္ခရောက်ကုန်လိမ့်မယ်ငါအတွက်ဘာမှမပူနဲ့ငါဘာမှမဖြစ်နိုင်သေးဘူးဖြစ်လဲအရေးမဟုတ်ဘူးတွားတွားအခုပြန်အကိုကျွန်တော်ကိုအတင်းနှင်ထုတ်တယ်ဂရင်နားမှာရှိနေကြတဲ့ပန်းဦးတွေကပန်းတွေအစ်စ်လဲပေးနေတဲ့မက်ခင်မာလာရဲ့အကိုတကုံတာယာရဲ့ ိုတက်နောင်ကြီးရဲ့အားလုံးကကျွန်တော်ကိုပြုံးပြကြတယ်။စေးုံပေါ်မှာပက်လက်တပီလို့အုံကြွကြွကောလာဟာလာဖြစ်နေတဲ့အကိုလူပမာကလူနာလာမေးတဲ့ကျွန်တော်ကိုပြန်ဆုံးမပြီးနှင်းလွတ်ခဲ့တယ်လေ။ ျွန်တော်ကိုအကိုသိချစ်ပြီးကျွန်တော်အမှုပညာနဲ့အမှုပညာရှင်တုံးဓမ္မကြီးကိုဥဆောင် လောက်ကိုင်းကျွေးနေတဲ့ကျွန်တော်ကြောဘော်ကဝန်ထုပ်ဝန်ဖိုးကြီးကိုအကိုအမြဲပူပန်တော့ကရောက်ခဲ့ရှာတယ်။လောကကြီးတဲကထွက်မသွားခင်အထိလာသမျှကျွန်တော်တပည့်တွေကိုဟိုကောင်ရောနေကောင်းရလားလို့အကိုအမြဲမေးနေကြတာကျွန်တော်သိတယ်အကိုဒုတိယကြိမ်ဆေးရုံမတက်ခင်အိမ်မှာအကိုနားနေတော့အာဟာရဖြစ်စေမဲ့ပစ္စည်းတွေကျွန်တော်လာပို့တော့အကိုတိုင်းမဂဇင်းတွေဖတ်ရင် နားနေတာတွေ့ရတယ်။ အခုအသားရည်တွေနဲ့တိတိတသာအခြေအနေစိုးနေတဲ့ရုပ်လက္ခဏာတွေကိုကြည့်ပြီးကျွန်တော်ရင်ဆိုးမျက်ရည်ဝဲနေတော့အခုကျွန်တော်ခေါင်းကိုပုတ်ပြီးမျက်မှန်ထဲကဂယုနာမျက်လုံးတွေနဲ့ဘာလဲကွာမင်းကငါသိမဲ့ထင်လို့လားဟာ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 ဘာဆန်းလို့လဲကွာ ို့ကအလုတ်လုံရင်ပျော်ပျော်ပါပါတေးသွားကြဖို့အရေးကြီးတာပဲဥစ္စာတေးမာကိုမပူနဲ့မောင်ကြီးရေရှင်းရနဲ့အလုံမလုံနိုင်မဲ့ဘဝကိုပဲပူကွာလို့အလုတ်ကိုချစ်လွန်တဲ့အကိုကကျွန်တော်ကိုနှစ်သိမ့်ခဲ့တယ်လေဟုတ်ပါတယ်နောက်ဆုံးအချိန်ထိအလုတ်ကောင်းကောင်းလုတ်သွားနိုင်တဲ့အမှုပညာအလုတ်သမားကောင်းကြီးအကိုပါပဲဗျာ အကိုမှတ်မိအောင်မယ်ထင်ပါတယ်တောင်တွင်းကြီးမျိုးမီးမသိငယ်တစ်နှစ်ကရွှေအင်းတော်ဖျားပွဲမှာကျွန်တော်ဥဆောင်ပြီးဖျားရံမုံငွေပွဲတွားကကြတာလေကျွန်တော်တို့တဲတာကဖုန်တော်ကြီးကြောင်းအောက်ထက်ကက်ဆက်စတူဒီယိုနုပညာရှင်ပေါင်းစုံနဲ့တွားကကြတော့ကအဖွဲရဲ့လူကြီးဖြစ်နေတဲ့ကျွန်တော်ကမှင်းနဲ့မောင်းတယ်ဘသူမှအရက်သေးစားမတော့ဆားရဆိုတဲ့တစ်ချက်လို့အမိန်ထုတ်တော့ ခွက်ပုံးသမားတွေကအစာအရက်မမီဝဲရလို့ကိုယ်ကလေးလေးပေါ်မှာဖုတ်လိုက်ဖုတ်လိုက်နဲ့ဒုက္ခတွေရောက်နေကြတဲ့အထက်မှာအကိုလည်းအပါဝင်ပေါ်ရင်းရည်ချင်းမိတဲ့အကိုနေခင်းဘတ်ဆိုကလေးပေါ်မှာစွတ်ကြဲလက်ပြတ်အောက်ခံပေါင်းမီတိုးလေးနဲ့ဖီလင်အောက်ပြီးကိုယ်ကိုယ်ကြီးအိတ်နေလိုက်တာများတကယ်ကလေးကြီးကြနေတာပဲကျွန်တော်ကလည်းအသက်နှုတ်တဲ့ကောင် ကိုထုတ်ထားတဲ့အမိတ်လည်းမပြတ်အောင်ပုံမူကြီးအိတ်နေတဲ့အကိုကိုလည်းတနာတာနဲ့တောင်းရင်းကြီးမှာအကောင်းဆုံးထရေကိုတကူးတကမှားရှာခိုင်းပြီးကြွက်ကြော်နဲ့တုံးဆောင်စီလို့အမိတ်တိုးတိုးထုတ်ပြီးအကိုကိုနှိုးတိုက်လိုက်ရတယ်လေလုံငန်းခွင်ထဲမှာညီငယ်လောက်ရှိတဲ့ကျွန်တော်စကားကိုတော့လိုက်နာတတ်တဲ့အကိုရဲ့စီကန်းယူသိမှုကိုလေးစားခဲ့ရပါတယ်အကိုရဲ့စင်ပေါ်မှာဘူအောင်တင်ပြဆက်ကတော့ဘူအောင်တင်ကွလို့မှင်နဲ့မောင်းနဲ့អော်ပြီးတနက်လဲဆွဲထုတ်ရောခပတ်မှာလွယ်ထားတဲ့တနက်အိတ်ထဲမှာတနက်မပါပဲအိတ်ကြီးတက်တက်ဖြစ်နေလို့ပ ရိသတ်တွေဝါကနေပွဲကြခဲ့သေးတယ်လေဥပချစ်လို့သူကဒီမဲ့ဥပချစ်လို့ပြောလို့ပြောဘူအောင်တယ်လို့တဲ့အကိုကဒီမဲ့ဥအောင်တယ်လို့မှားခေါ်လို့ခေါ်ဘူအောင်တယ်ဟာတာပြဇာကြီးကကြရတဲ့တောင်းတွင်းကြီးပွဲမှာအကိုကိုတိတ်ချစ်တဲ့ပရိသတ်တွေကတဝါဝါရရင်ချစ်စနိုးနဲ့ခွန့်လွတ်ခဲ့ကြတယ်မဟုတ်လားအကိုကဆက်ခွေထဲမှာအကိုကိုဒုက္ခအပြည့်ဆုံးတရဝါဟာကျွန်တော်ပဲမို့လားမသိဘူးအကိုဟာကျွန်တော်ကိုအချစ်ဆုံးပဲလို့အားလုံးကပြောကြတယ်အကိုအကိုဆုံးတဲ့နေ့ကဗလာကြီးသူ့မောင်ကဖုံးဆက်တယ်လေ အကူနေဝင်းလဲစုံရောကျွန်တော်ပြေးသတိရတဲ့မျက်နာကအကူကြီးမျက်နာပဲအကူရီလို့ဖုံးတဲ့ကပြောရှာတယ်တိတ်ခွေတရုပ်ဆောင်စစ်ဆိုလို့ကိုတုမောင်ရဲ့ကိုအောင်တက်ရဲ့တခါတရံပွဲကပြီးပြန်လာတဲ့ခင်းသရထွင်းရင်နဲ့တွန်လေးသိမ့်နိုင်ရဲ့ပြီးတော့အခုနေရာကိုမလွယ်မကင်းတာဝင်ယူနေရတဲ့ကျွန်တော်ရဲ့ဒါပဲရှိတဲ့အကိုကြီးကျန်တဲ့ပုံကိုယ်လေးတွေကတော့စူးစမ်းနေကြသေးပဲသူတို့လည်းဝရိယအကျိုးခံစားပြီးဖြစ်ထွန်းလာကြမှာပဲလို့မျှော်လင့်ယုံကြည်နေရတာပဲအကို ကျန်ရည်သူအားလုံးကတော့ရဲရဲဝံ့ဝံ့မရဲမွန်ဝံ့စူးစားနေကြရှာပါတယ်ကျွန်တော်ကတော့အကိုတိတဲ့အတိုင်းပဲအားလုံးကိုချစ်တယ်ဖြစ်စေခြင်းနဲ့အားပေးတယ်ကူညီတယ်ကျွန်တော်ရပိုင်ခွင့်တွေကအမြဲဖဲ့ဝေပေးလူနေတယ်ဒါပေမဲ့တာရုခေါ်တယ်မကြရပါဘူးကိုရကျွန်တော်ကိုပြဿနာရှာဖို့အမှုလိုက်ဝယ်နေကြတဲ့တပည့်တွေတောင်ရှိနေတယ်လေဒီဘဝမှာတော့ကျွန်တော်ဘသူအကျိုးပျက်စီးရပျက်စီးကြောင်းမှမလုံမိခဲ့သေးပါဘူးအကိုကိုတို့အကိုကျော်ကိုကျော်ဟင်းတို့နဲ့အရင်းနှီးဆုံးလူတွေအတိဆုံးပါပဲ မောင်ချင်းမုံပတ်စံရှာပေးတဲ့လူမှန်သမျှသူ့နောက်ကြောကိုဓာတ်နဲ့ထိုးကြတာကြီးပဲလို့ဝိုင်းပြောကြတာအခုအကြပဲမဟုတ်လားအခုဇာပနာနေ့ကလာကြတဲ့ရုပ်ရှင်ပရိသတ်နဲ့ကက်ဆက်ပရိသတ်ကိုကျွန်တော်ပြခြင်းနဲ့ကိုပြည်သူကချစ်တဲ့အမှုပညာရှင်ရဲ့နောက်ဆုံးနေ့ဟာကြက်ပြန်မကြစီကားလာတယ်ကျွန်တော်အင်ကိုလည်းနေအသီးသီးကအဝေးပြေးဖုန်နေတကွန်ကွန်မီအောင်နေ့စဉ်ရက်ဆက်လာကြတယ်။မိခုံတွေတဲကတခုပါပဲ ကောလိပ်ကျန်ဥနေဝင်ကွယ်လွန်နေဆိုတာဟုတ်ပါသလားတဲ့မဟုတ်ပါဘူးဗျာကျန်းကျန်းမာမာပဲရှိပါတယ်လို့ဖုန်းထဲကပြန်ပြောချင်လိုက်တာအကိုရဲ့ဟုတ်ပါတယ်ခမားလို့တခါဖုန်းထဲကဖြေတိုင်းတွေးတခါတိုးခဲ့ရတဲ့အကိုလက္ခဏာဆရာများကလည်းကျွန်တော်ကိုဟောကြားပြောကြတယ်ဆရာလက္ခဏာကရွှေမန်းဥတည်မောင်လက္ခဏာတဲ့လုပ်ငန်းခွင်ထဲမှာပဲတည်မှာပြောတဲ့ကျွန်တော်ကတော့ခပ်ပြုံးပြုံးမဲ့အကိုကြီးအခုအဖေဒီမာကကျွန်တော်ရင်ထဲမှာခိုင်မာနေပြီပဲ အလုလုရင်ပျော်ပျော်ပါပါတည်မယ်လေဘယ်နေ့တည်တည်ပေါ်တနေ့ကကျွန်တော်အချက်ဆုံးလို့ဖို့ကိုင်းဘက်အစိုးတော်ကိုတန်းလိုင်းစုံမြန်တယ်လေအစာရင်ကင်စားရတဲ့နောက်ကလိုက်ရမယ်ကျွန်တော်တို့ကတော့ချက်တောင်လေးတွေကွယ်ပြီးငိုရစ်ကြစေပါပဲလိုက်ဖို့နေရစေပါပဲတနေ့ကျွန်တော်တို့အလှဲ့လေး အကူမရှိတော့မှအစားထိုးမရတဲ့အမှုပညာရဲ့တန်ဖိုးကိုအလုံးနှမျောချင်းကြီးစွာနဲ့တည်ကြတဲ့အကူကျွန်တော်ကဒုက္ခပါဘူအောင်တင်မဟုတ်ဘူးလေဘယ်နည်းနဲ့မှဒုက္ခဟာဘူအောင်တင်ဖြစ်မလာနိုင်ပါဘူးဒါပေမဲ့နှမျောလုံးလို့မျက်နှိုးလုံးလို့အကူဝိညာဉ်နဲ့စိတ်သွင်းပြီးကျွန်တော်အလုပ်တွေအကူအစားဆက်လုပ်နေတဲ့အကူ ဇာပနာနေ့ကမျက်ရည်မစဲနိုင်တဲ့မအေးအေးသင်လေးလေးဥထုံးဝေကိုသူမောင်တို့အားလုံးကိုကျွန်တော်မျက်နှာချင်းမဆိုင်ပဲပြန်လာခဲ့ရတဲ့ကိုထူးဆန်းတာကကဆက်လောကမှာအလုအများဆုံးလုပ်ခဲ့တဲ့ကျွန်တော်နဲ့အကိုကြာကြာနာနာတွေ့ရထားတဲ့အလှဘဓပုံဓပုံမှမကြမ်းရစ်ခဲ့တာပဲအကိုအုပ်စုနဲ့ရိုက်တဲ့ဓပုံတွေကတော့အများကြီးပေါ့အကိုရဲ့ကျွန်တော်ဒီလိုပြောတော့ဒါဆိုလိုက်ခဲ့လေဟိုမှာမင်းနဲ့ငါဓပုံဓပုံကောင်းကောင်းတွေ့ရိုက်ပေးမယ်ဘယ်နဲ့လဲမောင်ကြီးဟဲဟဲလို့အကိုလှမ်းနောက်ကျင်နောက်နေမှာပါ ဟုတ်ကဲ့အကိုမမြင်နိုင်စွမ်းနဲ့မမြင်မသိအပ်တဲ့တေချင်းတရားအကခေါ်တဲ့နေ့ကျွန်တော်လဲလာခဲ့ပါမယ်ဗျာ။ပို့ကြရင်အကိုနဲ့ကက်ဆက်တိတ်ခွေတွေဆက်သင်းလိုက်ခြင်းသေးတယ်တိလား။အခုတော့လဲအကိုရဲ့ဒရိုက်တာကမင်းသားဆင့်လုပ်ပြီးခက်ရှက်ရှက်နေပဲတပည့်ပေါင်းများစွာရဲ့စောက်ဝစ်နေရေးဝင်းတုပ်ကြီးကိုထိုင်ရင်တွွေ့ရွေ့လှမ်းနေရဆဲဖြစ်တဲ့ကျွန်တော်ဘဝကိုလှမ်းမြင်ကြည့်စမ်းပါဦး။ ောင်ကြီးမင်းတော့နာပြီလို့ပြောရင်တပ်မလွန်ဘွားကခွတ်ထိုးခွတ်လန်းရည်နေမလားအကိုရုပ်ရှင်အကယ်ဒမီစုတွေပိုက်ခဲ့ပြီးအိမ်ပြန်တဲ့အကိုရဲ့ကက်ဆက်လောကကြီးကိုဦးဆောင်ပြီးလမ်းတစ်ဝက်မှာအားလုံးကို ထားရစ်ခဲ့တဲ့အကိုရဲ့ တက်ပြတ်မှာပိုးလုပ်ပြီးကြံခဲ့တဲ့ကျွန်တော်လေးအတန်သွင်းစတူဒီယိုရဲ့ရောက်တိုင်းအခုကိုလိုက်ရှာနေမိတယ်ဖတ်နေတဲ့စာမူပေါ်မှာအခုမျက်နှာကိုမြင်မိတယ်ကျွန်တော်စကားသံတွေဟာအခုစကားသံတွေလေးယူလေးသိမ့်တွေဖြစ်ပြောင်းလဲသွားခဲ့တယ်ကျွန်တော်ရင်ထဲမှာအခုအမှုပညာစိတ်ဝိညာဉ်ပူကပ်ဝင်ခိုးနေပြီလားအခုနဲ့ကျွန်တော်ရဲ့တောဒရှင်တွေကို မေးကြည့်ခြင်းပြပါပြီးတော့အခုရဲ့အမှန်ပြောရရင် အပြန်ဆောလာတဲ့အခုရဲ့စကားအပြစ်ဖွဲ့စရာအမှားကျစေတော့ အကိုကျွန်တော်တို့ကိုထားရခဲ့တာမတရားဘူးတိတ်ဖြေလွဲစရာအိုတသက်မကျင်လဲတိတ်ခွေထဲမှာအကိုအသက်ရှင်စေကံကြမ္မာမလွဲတာမရဏလမ်းကြုံရင်တန်တရားထဲမှာတစ်ခါပြန်ဆုံးကျမသေးတယ်အကိုရဲ့တပီလုံးဆွဲလန်းခဲ့တဲ့ဘူအောင်တင်တိတ်ခွေပြဆက်ထဲမှာကျွန်တော်ကဒုက္ခအကိုကဘူအောင်တင်လေကူတော့ရုပ်ရှင်ထဲကလိုပဲဒုက္ခတယောက်ထဲအကိုထားရခဲ့ပြီပေါ့အတန်သွင်းပြီးမနှက်ဝီလီဝီလင်းအိတ်ချင်မူးလူနဲ့အိမ်ပြန်မှာမနှွယ်တင်းတင်းွက်စီကဖုံးလာတယ်လေ အကူနေဝင်းဆုံးရှာပြီးကိုကြေးရည်တဲ့တယ်လီဖုန်းစကားပြောခွက်ကိုကရင်ကျွန်တော်ပါခဏသေးဆုံးသွားတယ်ဝိတရားရအတန်သွင်းဖို့စတူဒီယိုထဲမှာမနှွဲနဲ့ကျွန်တော်ဆုံကြတော့တယောက်မျက်နှာတယောက်ကြည့်ပြီးငိုကြရပြန်ရောအောင်မင်းနဲ့တိတ်ခွေဇလန်းတွေမှာအများဆုံးအတွဲဆုံးကျွန်တော်တို့၃ယောက်ထဲကတယောက်မရှိတော့ဘူးဟေလို့မျက်လုံးတွေကစကားပြောရင်းရှက်ကြီးတငယ်ငိုမိခဲ့ကြတဲ့အကူအကူကတော့တကယ်ပါရမီရှင်ပါပဲဗျာအချောက်လိုတေးဥဆောင်ခိုင်းလိုက်ပေါ်ဆမ်းမွေးလိုခပ်ပပောက်တေးဥဆောင်ခိုင်းလိုက် အိုးကျွန်တော်နှိပ်ဆက်သမျှအကိုတစ်ချက်မှအပြုတ်မပြတ်ဘူး။မောင်ကြီးကတော့နှိပ်ဆက်ပြန်ပြီလို့တခွနဲ့ပြောပြီးမိုက်ခရိုဖုန်းရှိကိုစာမူကန်ပြီးရောက်သွားတာပဲ။ထမင်းစားချိန်ကျရင်အများတကာကလေးတွေလိုခုံနဲ့ဇပွဲနဲ့တခါမှမစားဘူး။ ထမင်းတဲကြီးအနားမှာပကံတစ်ချက်နဲ့ဟင်းကိုပုံပြီးခလေးကြီးလို မတ်တရက်စားခဲ့တာကြီးပဲပကာသနာတွေမာနတွေဘာမှမရှိတဲ့အကိုပါပဲဗျာအသည်းနုသည် ဖြည်းဖြည်းမုံဒုတိယပိုင်းတွင်တဲ့နေက အကိုအဖျားတရလေးအဖျားလေးဇနီးဖြစ်တဲ့မတ်ခင်မာလာကကိုကြီးရဲ့ရက်ရွှေ့လိုက်ပါလားမင်းကိုဖျားနေတယ်လို့ဖုံးဆက်တယ်ခေါင်းမာတဲ့ခမမိုက်ကျွန်တော်ကငှက်ဖျားရဲ့အထာကိုသိနေတော့ညနေ၄နာရီအထိလူစုမခွဲပဲစောင့်နေဟာညနေ၄နာရီလဲခွဲရောအဖျားလဲယူပြစ်တယ်လို့ပြော ။သူလဲစတူဒီယိုတွေကမိုက်ခရိုဖုန်းရှိကိုရောက်ဘလောက်လိုက်တဲ့သူနဲ့ကျွန်တော်လဲ။ကဲနေခင်းတော့ကတော့အဖျားတရလေးနဲ့အိရာထဲမှာလူးလိုက်နေတယ်။ဗဇက်ကခေယောင်ကရန်းနဲ့မောင်ကျေးရီမင်းနဲ့ငါဒီတက်တက်တော့ဝေးကြပြီကွာလို့အော်ဟစ်ပြီးရောက်နေလို့မခင်မာလာက နောက်မှရီမောမောနဲ့ပြန်ပြောပြတယ်လေ။ အကိုစတူဒီယိုကိုအတန်သွင်းဖို့လာရင်ချင်းမောင်မီနှက်ပြအထက်ကစပုတ်ချက်အဖြူတခါတလေအပြအပေါ်ကစစ်ကြကင်းအဲအိတ်ထဲမှာတော့ဘောပင်တစ်ချောင်းမျက်နှာတော့ဘွားတစ်ထဲနဲ့ဒူရတဘူးအကိုလက်နက်ကရိယာတွေကဒါကုန်မယ်ဒီနေ့အကိုအသက်50နှစ်ပြည့်တဲ့နေ့မှာအတန်သွင်းစတူဒီယိုတဲကိုနွားနို50သားတပလင်းနဲ့ဒူရတဘူးယူလာတယ်လေပြီးတော့ဟဲ့ကောင်ဘိုးကြီးရော့တော့ဒါငါဝင်နေ present กว่าတဲ့တိတ်ရီရတဲ့အကိုပဲ ်ကျွန်တော်ကအရက်လုံးဝမတောက်တတ်တဲ့ကောင်ဆိုတော့အရက်အတွက်ကျွန်တော်ကိုမပူဘူးစစ်ကရက်လက်ကမချတာကိုပဲအမျက်စုနေတတ်တယ်အလောက်ခွဲမှာကျွန်တော်နဲ့အကိုရိုက်ခဲ့တဲ့တပ်ပုံတွေကျွန်တော်ထုတ်မကြည့်တော့ဘူးကိုမဂဇင်းထဲလည်းမထည့်တော့ဘူးကျွန်တော်အခုမှအလွမ်းပြေစားရှိသေးတယ်။ကျွန်တော်အကိုနဲ့ပတ်သက်ရင်အရာရာစိတ်နှုတ်နေတယ်အကိုစိတ်နှောက်သွားတယ်တွေးတိုးလာတယ်မျက်ရည်တွေပါကျလာရောအကိုဆုံးတဲ့နေ့ကစပြီး၃-၄ရက်ဟာမိုးစင်စင်လင်းကျွန်တော်ဘာလုပ်တယ်မှလဲအကို ဘူအောင်တင်တို့ရောက်ခမကြီးရေးတဲ့ဖူးစာတို့မတဲ့အတူနေတို့မင်းအသက်ငါပေးတို့အကိုကြိုက်တဲ့ပေါ်ဆောင်မွေဟာတာတိတ်ခွေတွေအိုးတခွေတခွေထိုင်ပြီးအယုတ်ကြီးလိုညင်နေရင်မျက်ရည်တွေကျနေခဲ့တဲ့အကိုစတူဒီယိုထဲအကိုဝင်လာရင်စာမှုတစ်ခုကိုကင်ပြီးရော့အကိုရေးအကိုဖို့လို့ပြောပေးတတ်တဲ့ကျွန်တော်လေးတနေ့ကဂျက်ဆင်ဟောထဲမှာစာမူအစားလွမ်းသူပန်းခွေကြီးကင်ပြီးအကိုရေကျွန်တော်ရောက်နေမှန်းသိတယ်ရောက်ရင်မင်းပြန်တော့မင်းမှာတွေးလို့ရှိတယ်တွားတွားလို့နှင်းမအောင်လားလို့ရှင်ထဲကအော်ဟစ်ပြီ ငင်းငိမ့်ချမ်းချမ်းအိတ်ဆက်နေတဲ့အကိုရုပ်ကလပ်ကိုမဝတဝကြည့်ရင်နှုတ်ဆက်ခဲ့ရတဲ့ကိုမင်းတို့ကဆက်လောကကကြိုးစားတဲ့ကလေးတွေရှိသလိုတော်တော်မပြည့်ဝတဲ့ကလေးတွေလည်းရှိတယ်မောင်ကြီးရေကြည်သာထိမ့်မီတော့လို့ကြုံတိုင်းအကိုပြောလို့ရှိပါတယ်တော်မီလောင်တောကြောင်လက်ခမောင်းခတ်ပွဲလန့်ဖြာခင်းဆိုသလိုအကိုမရှိတဲ့နောက်အစားထိုးစရာအမှုပညာရှင်နေပါလုံးနဲ့ကျွန်တော်တို့ကဆက်လောကကြီးဟာမကြခင်နေဝင်တော့မယ်ထင်ပါရဲ့အကိုရဲ့ ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။